အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025အောက်တိုဘာလ10ရက်နေ့တောက်ကြနေတဲ့ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့ပထမအဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရာခံမှန်းသုံးသပ်ပေးမှာဖြစ်တဲ့ကျွန်တော်ဤပညာအရာခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အိဖိုးတိုင်းပရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့အိဖိုးတိုင်းပရင်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကန်နေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းလေးဟာ၄နာရီကြာပါတယ်ဒါကြောင့်တိုင်းပရင်ကျွန်တော်၄နာရီအတိုင်းဒါအိဖိုးတိုင်းပရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့ဒီတိုင်းပရင်တွေကတော့မိတ်ဆွေရဲ့ကျွမ်းကျင်ပေါ်မှာမူတည်ပြီးတော့အရောက်ဝယ်လို့ ုပ်ကြတာရှိတယ်အချို့ဆိုလို့ရှိရင် H1 နဲ့သုံးသက်ပြီးရောင်းဝယ်လုပ်တာတွေရှိတယ်အထက်တိတ်နေဟာဆိုရင် M30 MP5 15မိနစ်တိုင်း frame 5မိနစ်တိုင်း frame နဲ့ဒါရင်းနဲ့အဲသုံးသက်ပြီးရောင်းဝယ်လုပ်ကြရည်လည်းရှိတယ်ရေရှည်သွားတဲ့သူတွေဆိုလို့ရှိရင် Days 1နဲ့အဲသုံးသက်ပြီးရောင်းဝယ်လုပ်တာမျိုးတွေလည်းရှိတယ်အဲထဲကမှကျွန်တော် A4 တိုင်း frame နဲ့ကျွန်တော်ခံမှန်းသုံးသက်ပြီးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးဟာဆိုလို့ရှိရင်တအောင်စကိုလက်ရှိကမ္ဘာ့ရွှေပေါက်ဈေးဟာတအောင်စကို3900 65ပေါက်နေတာဖြစ်တယ်3965ဆိုတဲ့ဈေးနေထားကဈေးကကျနေတာရောင်းလို့အများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ရောင်းလို့အများနေလဲဈေးကျနေတယ်လို့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အယိုးရှင်းဆုံးကြည့်မယ်ဆိုရင်ကန်နေတွေကိုကြည့်လိုက်လို့ရှိရင်ကန်နေတွေရဒီမှာအဲဘဲကန်နေတွေတွေ့နေရဖြစ်တယ်ဘဲကန်နေဆိုတာဈေးကျကိုကိုစားပြုတဲ့ကန်နေကို ခေါ်တယ်။ဒါကြောင့်ဒီကန်နယ်တုံးတွေပဲဈေးကွက်ထဲမှာတွေ့နေရတဲ့ဈေးကွက်ကဒါရောင်းလို့အများနေတယ်ဈေးကျအားသာနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ကျွန်တော်တို့လက်ရှိအချိန်ကကြာနေတာမဟုတ်ဘူး။မနေ့ညကလေးကနေကျွန်တော်တို့ဒါ Bowers Peak ပြောပြီးတဲ့အချိန်မှာ American Boho Bandonon ဒီ American Boho Ban ဥက္ကဋ္ဌ Bowers Peak ပြောပြီးကလေးကနေကိုဈေးကဆက်တိုက်ဆက်တိုက်အကြမ်းခဲတာဖြစ်တယ်မနေ့ညကဆိုလို့ရှိရင်အဲ့မှာတွေ အဖြစ်တက်အများဆုံးကကြတော့ကျတို့ဈေးကြတွေလိုက်ပြီးတော့ဝယ်တဲ့သူတွေအများများတာဖြစ်သွားတယ်။အဲတကယ်တမ်းကအဲ့လို over trading တွေမလုပ်သင့်ဘူး။မနေ့ကဈေးအရန်ထိုးကြတဲ့အချိန်ကျမှဈေးခွက်ကိုစောင့်ကြည့်ပြီးတော့ဝင်သင့်မှဝင်စနေတကြနဲ့ထွက်ဖို့တော့အကြံဒီစနေတကြနဲ့ထွက်တဲ့ဆိုလို့ရှိရင်တော့ဒါအကောင့်တွေအန်တရာယ်မဖြစ်တော့ဘူး။တကယ် over trade တွေလုပ်တယ်ဈေးကြတိုင်းလိုက်ဝယ်တယ်ဆိုတဲ့ဟာမျိုးတွေဆိုအကောင့်ထိတာတွေတော့များတယ်။ ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ပြီလက်ရှိရဲ့ဈေးကွက်အနေထားရောဘယ်လိုမျိုးတွေလဲဒီနေ့တရက်တာရောဘယ်ဈေးတန်းနေသတိထားရမှာလဲဘယ်မှာဝယ်တယ်လဲရောင်းတင်တယ်လေရောတခါလေးပြောပေးသွားမှာဖြစ်တယ်လက်ရှိရဲ့ဈေးကွက်အနေထားဟာတော့ဒါရောင်းလို့အများနေတယ်ဈေးကျနေတယ်လို့ကျွန်တော်တို့ပြောပေးတယ်နောက်ထပ်တနည်းအနေနဲ့ဘယ်လိုကြည့်လို့ရတယ်လဲဆိုလို့ရှိရင်ရောင်းလို့အများနေလားဝယ်လို့အများနေလားဆိုလို့ရှိရင်ကျွန်တော်တို့ day 1ဒီနေ့တရက်တာအနေနဲ့ကမတ်ရွှေစားဖွင့်ခဲ့တာ ကြောက်တောက်ကြနေနေနဲ့ဈေးစာဖွင့်ခဲ့တာ3900ကျွန်တော်တို့84မှာဈေးစာဖွင့်ခဲ့လိုက်တယ်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3994ထိဈေးကျဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ဒီအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3948ထိဈေးကျခဲ့ပြီးပါပြီဒါအောင်ကြည့်ခြင်းအဖြစ်ဆိုရင်ဈေးခွဲရဲ့အနေထားဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုတာကြည့်လို့ရတယ်3984ကို ဟိုမှာဖွင့်ခဲ့ပြီးတော့3994တိတက်သွားခဲ့တယ်94ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရလက်ရှိအနေအထားဒါအောင်ကြည်ချင်းအပြင်းဆိုလို့ရှိရင်လည်းဈေးကွက်ထဲမှာဝလိုအများနေတာရောင်းလို့အများနေတာဆိုချိန်ဆလို့ရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒါလက်ရှိဈေးကွက်အနေအထားကိုပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတရက်တာတတိထားမဲ့ဈေးတန်းတွေကိုဆက်လက်ပြီးပြောပေးသွားမှာဖြစ်တယ်အကယ်လို့မိတ်ဆွေရကြတော့ဒါ trade account တွေဖွင့်နေတာပဲဖြစ်စေ VIP signal channel တွေလိုချင်တာပဲဖြစ်စေ account management ဘိုင်းတွေလိုချင်တာပဲဖြစ်စေကျွန်တော်တို့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ် trade account ဖွင့်တာဆိုတာဘယ်လိုမျိုးလဲဆို ို့ရှိရင်မိတ်ဆွေရထွက်ယူကြောင်းဖွင့်ကျင်တယ်ဆိုလို့ရှိရင် commission free swap fee ဒါတွေလုံးဝပေးစရာမလိုဘူးကျွန်တော်တို့ငွေထုံးငွေထုံးမြန်ဆန်စွာနဲ့ရကျင်တာကိုထုတ်တဲ့အမောင်းကိုအမောင်းကိုပမာဏကွက်တိရကျင်တာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ရှိမှာဒါ separate နဲ့နဲ့နဲ့အကောင့်လေးဖွင့်လို့ရမှာဖြစ်တယ်နောက်ထပ်တစ်ခုကတော့ဒါအကောင့်ကဖွင့်ပြီးပြီကျွန်တော်တို့ဒါ VPN signal channel တွေကိုလိုချင်တယ် channel channel တွေကို join ချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ဒီနေ့တောက်ကြနေနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်ဒီနေ့သတိထားရမယ့်ဈေးတန်းတွေကတော့လက်ရှိရဲ့ဈေးတန်းအရတော့ဒါဈေးကကျနေတယ်ဈေးကကျနေတဲ့အနေအထားမှာကျွန်တော်တို့လက် ရှိအနေထားကကျွန်တော်တို့ဒီနေ့အမြင့်ဆုံးတက်ထားခဲ့တဲ့ဈေးဟာ3900 sorry 3994ထိပဲဈေးသက်သွားခဲ့တာဖြစ်တယ်3994ကဟာဒါ resistant ဈေးတန်းပဲဖြစ်တယ် resistant ဈေးတန်းပဲဖြစ်တယ်ဒီဈေးတန်းကိုဖောက်တက်နိုင်ရင်မရှိဘူးဒီနေ့တည့်ရက်တာအနေနဲ့ဖောက်တက်နိုင်ရင်မရှိဘဲနဲ့ဈေးကပြန်ကျနေတဲ့အနေထားဖြစ်တဲ့အတွက်ဒါ3994ဈေးတန်းကိုဖောက်တက်နိုင်မှာဒါဈေးကအသက်အားသာနိုင်မှာဖြစ်တယ်လက်ရှိက3994တဲကိုမဟုတ်ဘဲနဲ့ဈေးကွက်ကဒီကြားလေးတဲပဲပဲဆိုင်ဝေးပြီးနေတာဖြစ်တယ်ဒီအပေါ်ကိုလည်းဖောက်မတက်နိုင်ဘူးဒီအောက်ကိုလည်းဖောက်မကျနိုင်ဘူးဆိုတဲ့အနေထားဈေးကွက်ကဒီကြားထဲမှာပဲဈေးအေးနေပြီးဆိုင်ဝေးရှိနေတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့တတိထားမဲ့ဒီနေ့တောက်ကြနေနေတဲ့ ထားရမယ်နောက်ထပ် assistant တစ်ခုကတော့3985ဈေးတန်းပဲဖြစ်တယ်3985ဈေးတန်းကိုဖောက်တက်နိုင်မှာဒါဈေးအသက်ကိုမျှော်လို့ရမှာဖြစ်တယ်3985ကိုဖောက်တက်နိုင်ပြီဆိုလို့ရှိရင်တော့3994ဈေးတန်းထိတော့တက်သွားနိုင်မှာဖြစ်တယ်ဒါကကျွန်တော်တို့ဒီနောက်ထပ် assistant တစ်ခုကိုသွားပြီးတော့ ခန္ဓာပေါ်3994ကိုတော့ဖောက်တက်မှတာနောက်ထပ်အတက်အသက်တွေကျွန်တော်တို့ဘိုင်းချန်ခဲ့တဲ့မိတ်ဆွေတွေအတွက်မျော်လို့ရအောင်ပါဖြစ်တယ်။လက်ရှိကတော့ကျွန်တော်တို့အသေးတက်ကိုမှန်းပိုးက3995ကိုဖောက်တက်မှတ်စောင့်ကြည့်ပါ3995ကိုဖောက်တက်ရင်လိုက်ပြီးတော့ဝယ်ပါ3994လောက်အထိကိုဈေးတက်အားကောင်းနိုင်မှာဖြစ်တယ်။တကယ်လို့3995ကိုဒါဖောက်မတက်နိုင်လို့ဆိုတော့အကြအားတာနေဦးမှာဖြစ်ပါတယ်။ဒါကတတိထားရမယ့် web system ဈေးတန်း3995ဈေးတန်းဖြစ်တယ်လက်ရှိ ဒုတိယသတိထားရမယ့်ဈေးတန်းက3994ဈေးတန်းဖြစ်တယ်3995ကိုဖောက်တန်းလိုက်ဝယ်ပါ3994ဈေးတန်းကိုဖောက်တန်းလိုက်ဝယ်ပါဟုတ်ပြီနောက်ထပ်တနေ့ဒီ support အနေနဲ့သတိထားရမယ့်ဈေးတန်းဈေးကျဆက်တာအားတာနိုင်တယ်ဘယ်လောက်ထိတွေဖောက်ကြရင်ဘယ်လောက်ထိသွားနိုင်အောင်မလဲဆိုတော့ကျွန်တော်ပြောပြသွားအောင်ပါဖြစ်တယ်လက်ရှိအရဆိုလို့ရှိရင်အနိုင်ဆုံးကျခဲ့ပြီတဲ့ဈေးဟာ3948ဈေးတန်းပဲဖြစ်တယ်3948ကိုတာဖောက်ကြနိုင်ခဲ့ပြီဆိုရင်ကတော့ဈေးတန်းကတော့အကျအားကောင်းနိုင်ပါတယ်ဘယ်လောက်ထိကျလာနိုင်မလဲဆိုရင်3940 3930လောက်အထိကိုဈေးအကျအားကောင်းနိုင်မှာဖြစ်တယ်ဒါကသတိထားရမယ့်စပို့ဈေးတန်းဈေးကြဖို့ခက်ခဲတဲ့ဈေးတန်းပေါ့3940ခွန်ပဲဈေးတန်းပဲဖြစ်တယ်ဟုတ်ပြီလက်ရှိအရဆိုလို့ရှိရင်လည်းဈေးတန်းက3985ကိုဖောက်မတက်နိုင်မှချင်းကတော့ကျွန်တော်တို့3955 3948လောက်ထိကတော့အသာလေးဈေးကတော့ပြီးနေဦးမှာဖြစ်တယ်ဒါကသတိထားရမယ့်ဈေးရနေဖြစ်တယ်ဟုတ်ပြီအကယ်လို့ဒါမိတ်ဆွေရကျွန်တော်ပြောတာတွေမရှင်းဘူးဆိုရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာ live ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီဒါသတိထားရမယ့်တရက်ဒါသတိထားရမယ့်ဈေးရနေကိုပြောပြပြီးဆိုရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတို့တစ်ခါလေးပြောပြသွားမှာဖြစ်တယ်ဘယ်မှာဝယ်တင်တယ်လဲ လက်ရှိဈေးတန်းမှာရောကပိုက်တွေဝယ်တင်တယ်လားဘိုင်ကျွန်တော်အမြင်ရဆိုရင်ကျွန်တော်ဘိုင်မကြိုက်သေးဘူးဘာကြောင့်လဲဆိုရင်ဈေးဘက်ထံမှာရောင်းလို့အားများနေတယ်ဈေးကကျနေတာဖြစ်တဲ့အတွက်အဝယ်မကြိုက်သေးဘူးတကယ်ဝယ်ခြင်းနဲ့ဆိုရင်တော့မိတ်ဆွေကိုဘယ်မှာဝယ်တင်တယ်လဲဆိုလို့မေးမယ်ဆိုရင်တော့ကျွန်တော်က3900 30ဝန်းကျင်လောက်မှာဝယ်ခြင်းနဲ့ကျွန်တော်ပေးတဲ့ဟာကြီးကဒါဝေးနေတာ ဖြစ်နိုင်မလားဒါပေမဲ့အဝယ်ကိုအရန်ဥစားမပေးချင်ဘူး3930ကိုရောက်ရင်ဝယ်လိုက်မယ်မရောက်လို့ရှိရင်ကျွန်တော်မဝယ်ဘူးအဲ့လိုမျိုးဒါပေမဲ့ update တွေသိချင်တယ်ဆိုတော့ကျွန်တော်ရဲ့ Telegram free channel တွေမှာလာရောက်ပြီးဆက်သွယ်လာရောက်ပြီး join ထားပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီ TV အမြတ်ပိုင်းစည်းတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်3935 3940ဒီမှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာမိတ်ဆွေကကိုဆုံးရှုံးကနေနဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လို့တော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုရင်တော့3920နဲ့3အောက်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကတော့အဆန်ကကိုကြိုက်တဲ့နေရာမှာထားပါဟုတ်ပြီဘိုင်းအော်ဒါအတွက် DB နဲ့အဆန်ကိုပြောပြပြီးဆိုရင်ကျွန်တော်အယောင်းအော်ဒါအတွက်ဆဲအော်ဒါအတွက်ကျွန်တော်ပြောပြသွားမှာဖြစ်တယ်ဆဲအတွက်ကတော့ဒီဈေးထဲမှာရောင်းတင်တယ်လားကျွန်တော်အမြင်ကတော့ရောင်းတင်တယ်ဘာကြောင့်လဲဆိုဈေးကဆက်ကြနိုင်ဦးမယ်အနေထားတွေလည်းတွေ့နေရတယ်ကျွန်တော်တို့ဒါကြောင့်3965မှာ ကျွန်တော်တို့ရောင်းပါတကယ်လို့ဒါမိတ်ဆွေက 3965မှာမရောက်ချင်ဘူးဆိုလို့ရှိရင်လည်း3980လောက်တက်လာရင်ရောက်ပါ TV အမြတ်ပိုင်းစည်းတန်းကဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်3960 3955တွေမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆွေကိုရှုံးရှုံးကနိုင်တဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲဆိုတော့ပြောပြတော့မှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့3950 3953ရဲ့အပေါ်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာဒါကအယောင်းအော်ဒါအတွက် TV နဲ့ SN ကိုပြောပြတော့တာဖြစ်တယ်ဒါကကျွန်တော်တ ဦးတွေတော့အမြင်သုံးသပ်ထားခြင်းဖြစ်တယ်။နှီးပညာအရသုံးသပ်ထားတာဖြစ်တယ်။နှီးပညာအရသုံးသပ်ထားတော့ဖြစ်တဲ့အတွက်ကျွန်တော်တရားရခိုင်တော့မမှန်ကန်မှုတော့မရှိပါဘူး။ဒါတဦးတွေတော့အမြင်သုံးသပ်ထားတာဖြစ်တယ်။ဟုတ်ပြီ။ဒါကြောင့်ကျွန်တော်တို့စနစ်တကျနဲ့အယောင်းဝင်လုပ်ဖို့တော့ကြံပြူရဲဘာကြောင့်လဲဆိုတော့မင်းညာကဆိုရင်ဈေးကအရန်ထိုးကြထိုးတက်တယ်ဖြစ်သွားတဲ့အနေထားမှာဒါကစနစ်တကျနဲ့အယောင်းဝင်မလုပ်ဘူးဆိုလို့ရှိရင်အကောင့်တွေအန္တရာယ်ဖြစ်ပါတယ်။အန္တရာယ်ရှိပါတယ်။ဟုတ်ပြီ။ Ừm ဒါရှေ့ပိုင်းမှာပြောသွားတာလည်းမရှင်းတာပဲဖြစ်စေ Trade Account ဖွင့်နေတာပဲဖြစ်စေ VIP Signal Channel ကို join နေတာပဲဖြစ်စေကျွန်တော်တို့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ဟုတ် ပြီးနိပညာရသုံးသပ်ပြီးပြီဆိုကျွန်တော်တည်င်းပိုင်းရသုံးသပ်ပြီးသွားမှာဖြစ်တယ်တည်င်းပိုင်းရရောဒီနေ့အတွက်တည်င်းနေထွက်ဖို့ရှိလာဒါဒီနေ့ဟာဆိုတောက်ကြနေဖြစ်တယ်တောက်ကြနေဆိုတာတပတ်တာအရာဈေးကွက်ပိတ်မယ်နောက်ဆုံးနေ့ညဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တည်င်းလာကနေတောက်ကြနေဒီဈေးကွက်ဖွဲ့မှာတယ်စနေတည်င်းကနေတော့ဈေးကွက်ပိတ်ပါတယ်ဒါကြောင့်တပတ်တာအရာဒါဈေးကွက်ပိတ်မယ်နောက်ဆုံးညတောက်ကြနေဖြစ်တယ်တောက်ကြနေဖြစ်တဲ့အတွက်ညပိုင်းနေမှာဈေးကွက် weekly ကနေပိတ် ပိတ်မှာဖြစ်တဲ့အတွက်ဈေးကွက်ကဒါအလုတ်ခတ်တွေကျန်းလာအောင်မှာဖြစ်တယ်ဒါလေးတော့တစ်ချက်သတိထားပါညပိုင်းမှာသတင်းရှိတာဖြစ်တဲ့အတွက်ပိုလို့တောင်သတိထားရမယ့်အနေအထားဖြစ်တဲ့ညမှာ US data ရှိပါတယ် US သတင်းရှိပါတယ် ယူအပ်တရင်ရှိတယ်ဘာတရင်လဲဆိုလို့ရှိရင်ဗန္နနာရီမှာထွက်မှာလဲဆိုလို့ရှိရင်ည7နာရီခွဲမှာထွက်ရှိသွားမှာဖြစ်တယ်7နာရီခွဲမှာထွက်ရှိမဲ့တရင်ကဘာတရင်လဲဆိုရင်တော့ဒါဘွန်းအဒီရှင်ဒီတရင်အဲမဖြစ်တယ်ဒီတရင်เนี่ยလဲဒါအလုတ်ခတ်တွေရှိတယ်ပြီးတော့ဒါတောက်ကြနေညဖြစ်တဲ့အတွက်အဲဈေးကွက်ကအလုတ်ခတ်ရှိတယ်ဒါလေးကိုတစ်ချက်သတိထားပါဟုတ်ပြီဒါတရင်ပိုင်းချက်လိုက်ရတယ်အေးဈေးကွက်အသိတွေသိချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram အ Free Channel တွေကိုလာရောက် join ထားပြီးတော့အဲဒါအဆောင်ချလို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲမရှင်းတာတွေရှိရင်ကျွန်တော်ဒါရိုက်ဆက်တော့ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီဒီ ီဒီယိုလေးကိုဆုံးထိကြည့်ပေးမိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်